ကန့်ကွက်ပါတယ်ကန့်ကွက်ပါတယ်ဒီကိစ္စကိုတော့လုံးဝကိုကန့်ကွက်တယ်အကြီးကြီးကန့်ကွက်တယ်နော်ငါတို့အဘကိုကြတော့ဒီအာဆီယံခွေးကလပ်လောက်တက်ဖို့ဟာကိုဟမ်တက်ဖွင့်မပေးဘူးတယ်နော်ဆောက်ရက်ခွဲသေးတခါထပ်ပြီးတော့တက်ကမလို့မတက်ကဘူးလို့လို့အခုသူတို့ကြတော့နိုင်ငံပေါင်း183နိုင်ငံရှိတဲ့နိုင်ငံငါပါလီမန်များအဖွဲ့ IPU က CRPH ကိုတရားဝင်လွတ်တော်ကိုစားပြုအဖွဲ့အဖြစ်တက်မှတ်လိုက်တယ်ကဲဒါလုံးဝမတရားတဲ့ကိစ္စပါ ဟုတ်တယ်မလားဒါငါငါငါတို့ဘာကိုဒါတက်တက်အဲလူဘာဝလာမဟုတ်ခွေးဘာဝလာနော်စဉ်းစားကြည့်ကွာငါတို့ဘာကြတော့အာဆီယံတက်ကမလားအောင်မေ့တယ်နော်အာငါဥမာငါတို့မှာဝမ်းပြီးတော့လော်လိုက်တာဒါအာငါတို့ဘဘကြီးအာဆီယံတက်ကပြီးဆိုအာမအဲဘာဖြစ်လဲကြော်မျိုးမင်းဆိုရင်ဘာလဲအမ်တမလားထွန်းနေတော့တွေ့မှာတော့အနေမင်းအောင်လိုက်အမနိုင်ငံကခေါင်းဆောင်များအလဲမှာဘာဖြစ်လဲတက်ချုပ်ကြီးတာဘယ်လိုမှမပြောတယ် အကာချုပ်ကြီးနိုင်ငံခေါင်းဆောင်များအလယ်မှာအကာချုပ်ကြီးကဂုံယူဝင့်ကြွားစွာနဲ့အတွေ့မှာနိုင်ငံတကာခေါင်းဆောင်တွေကလည်းတူလဲတူရဲ့ပါဝါကိုတည်ဆောက်နေပြီဖြစ်တဲ့အတွက်ငါတို့နဲ့တန်းနဲ့ပေးပြီးတော့ဆက်ဆံတော့မယ်ဆိုပြီးတော့ဟာငါတို့မှဝိုင်းပြီးတော့လော်လိုက်တာပြီးလဲပြီးတော့ဘာဖြစ်တယ်အာဆီယံတော်ခွေးကလက်တက်ဖွင့်မရှိဘူးတဲ့ဟာအမလေးချားနိုင်ငံတိုင်းဝင်ကြီးပေါ်ရင်ဖတ်ပြောပြီဒီနေ့ကစောက်ချက်တွေကကွဲနေတဲ့အချိန်မှာကိုဘက်ကစောက်ချက်ကွဲနေတဲ့အချိန်မှာဟိုဘက်ကနီပိတ်တွေကအခုကြည့်အောင်ခဲ့ နိုင်ငံကပါလီမန်များနိုင်ငံပေါင်းကနည်းနည်းလေးမဟုတ်တော့183နိုင်ငံပါတဲ့ IMU ဆိုတာတကက်ကဘာမှာเนาะအင်အားကြီးလွတ်တော်ကိုစားပြုเนาะအဲ့တော့ရှင်းရှင်းပြောရရင်တော့နိုင်ငံခေါင်းဆောင်တွေဆိုရင်တော့မှနော်ပြည်သူတရားလုံးကိုကိုစားပြုလို့မရတယ်လွတ်တော်ဆိုတာကပြည်သူတွေကိုကိုစားပြုပြီးတော့ပြည်သူကိုယ်စားလှယ်တယ်အဲ့တော့နိုင်ငံပေါင်း183နိုင်ငံကပြည်သူကိုယ်စားလှယ်က CRPH ကိုတရားဝင်လွတ်တော်မြန်မာနိုင်ငံရဲ့လွတ်တော်အဖြစ်အတိမတ်ပြုတယ်တဲ့ ဲ့ဒါဆိုရင်ငါတို့အပလုံမဲ့ရွေးကောက်ပွဲကဘာလဲကွာခွေးတွေနွားတွေလှုပ်တဲ့ပွဲလားမင်းတို့ကဟမ်ငါတို့အပလုံတဲ့ပွဲကဘာလဲခွေးတွေနွားတွေလှုပ်တဲ့ပွဲလားလို့ဟမ်ဖွတ်တွေခွေးတွေလှုပ်တဲ့ပွဲလားမတရားတာဒါတော့เนาะအခုဒီမှကြီးသတင်းဖတ်ပြမယ်နားထောင်ပါစိတ်တိုတယ်ကွာတကယ်ပဲစိတ်မကောင်းလို့ပါเนาะဟိုဘောမလေးတွေအစာပြောပေးတာကျွန်တော်ကတခါကျရင်ကျွန်တော်အဲ့ဟိုတနာစီရတတော်လေးတွေညှတာရတယ်တိလားသူတို့တနာမှုကောင်းတယ် ဒီနေ့ဖုံးဆက်လာတဲ့အန်ဒီတယောက်ကဒါကိုစီဟုတ်တယ်လားကိုစီအတန်ဟုတ်တယ်ဟုတ်ပါတယ်ဘာဖြစ်လို့လဲမဟုတ်ဘူးတဲ့ကိုစီတက်လိုက်ပြီးသေးတယ်ဆိုပြီးတော့မှတရင်တင်လာတာတွေ့လို့တဲ့အေးတို့အဲ့ဒါတင်ရကောင်မဲ့လိုက်သေးလိမ့်မယ်ကျွန်တော်ကဘာမှမဖြစ်ဘူးလို့သိလားနော်စိတ်မပူကြနဲ့လို့အဲ့တော့ဘောမလေးလေးဘောကတနာဖို့ကောင်းတယ်သူတို့ဘောကနော်အခုလက်ထမ183နိုင်ငံလူဘဝတဲ့တရင်ဖတ်ပြန်ကို ငါဒီခါဘောမတွေဘက်ကနားတယ်ကွာနော်နိုင်ငံပေါင်း183နိုင်ငံပါဝင်တော့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိအမှတ်ပြုကြောင်းကြေညာဆုံးဖြတ်လိုက်သည်ယနေ့ကျင်းပလျက်ရှိသည့်150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံ၏အမှုဆောင်ကောင်စီအစည်းအဝေးကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏ အဓိကဆွေးနွေးဖွဲ့မိဖက်အဖြစ်ဆက်လက်အတိမတ်ပြုကြောင်းဆုံးဖြတ်ကြေညာခဲ့ကြောင်းသိရတယ်။နိုင်ငံတကာပါလီမန်များဖွဲ့ IPUD မြန်မာနိုင်ငံ၌အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတို့၏တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြစ်အတိမတ်ပြုခဲ့ပြီးပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အနေဖြင့်လည်းနှစ်စဉ် IDPU ညီလာခံများနှင့်အစည်းအဝေးများသို့တက်ရောက်ခဲ့သည် ယခုဆုံးဖြတ်ချက်ဒီအကြမ်းဖက်စေအုပ်စုကအတူအရောင်ရွေးကောက်ပွဲကျင်းပရန်ဂျင်ညာထားသည့်အချိန်တွင်ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPHD IPUE စည်းဝေးများတို့မြန်မာကိုစားပြု၏ဆက်လက်တက်ရောက်တော်မူဖြစ်ကြောင်းမြန်မာအရေးဖြစ်ချင်းမှုတွင်နိုင်ငံတကာအတိုက်အဝန်၏အခမ်းကဏ္ဍဒီအရေးပါလှတကဲ့သို့မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသောပဋိပက္ခများကိုလက်တွေ့ကြပြီးရေရှည်တည်ထောင်ဖြည့်ရှင်းမှုဖြင့်ပံ့ပိုးကူညီပေးရနှင့် စစ်မှန်သောလွယ်လွတ်လပ်မှု လုံခြုံမှုနှင့် Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကိုပြည်သူလူထုကပြတ်သားခိုင်မာစွာတောင်းဆိုကြိုးပမ်းနေခြင်းကိုကမ္ဘာတဝန်းကတည်ငြိမ်ပြီးထိရောက်သောအကူအညီများရရှိစေရန်အတွက်ပြည်သူတို့နှင့်ပြည်သူ့ဆန္ဒကိုကိုစားပြုလျက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကတရင်ထုတ်ပြန်သည်ထို့ပြင်မြို့သားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကလည်း တရား90နဲ့တစ်ချိန်မြောက်နိုင်ငံတကာပါလီမန်မြ် IPU ညီလာခံ၌အကျက်အတဲကာလများ၌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကိုမြင့်တင်ခြင်းနှင့်လူသားချင်းစာနာမှုလုပ်ငန်းများကိုပံ့ပိုးကူညီခြင်းခေါင်းစဉ်ဖြင့်ပြုလုပ်သည့် General Billet အစီအစဉ်တို့တက်ရောက်မိခွန်းပြောခဲ့ကြောင်းသိရသည် NUG နိုင်ငံတိုင်းဝန်ကြီးဒေါ်စင်မောင်၏မိခွန်းတွင်မြမအချမ်းမြမအချမ်းဖက်စစ်တပ်၏အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ပင်းရန် ်နိုင်ငံတော်၏အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နိုင်ငံတော်တမရဦးရင်းမြင့်နှင့်ဖန်စည်းကံလွတ်တော်ကိုယ်စားလှယ်များအပါအဝင်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းထွင်းချက်မရှိလွတ်ပေးရေးတောင်းဆိုပေးရန်နေမြေဒေသအလုံးမှလူသားချင်းစာနာထောက်ထားရေးအကူအညီများချက်ချင်းအသားစီးမရှိရရှိနိုင်ရေးတောင်းဆိုပေးရန်လက်နက်နှင့်လေစီတင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင်အလုံးစုံအေးအေးယူဒဏ်ခတ်ပိတ်ဆို့မှုများကိုထပ်မံပေးရန်လက်ရှိပြည်ပကကိုလက်တွေ့ကျတဲ့ဖြည့်ရှင်းမှုအတွက် မြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းရင်းသားအစုအဖွဲ့များကိုပံ့ပိုးပေးရင်မြစ်တာရက်ခံပြောဆိုသွားတယ်ဒီကြားနဲ့ထပ်ပြီးတော့ဗျာနော်ဟိုဒရွန်အင်ဒရူးဆိုတဲ့လူ ਆ တယ်ကုလတမကကိုစားဟိုနေကိုစလဲကလည်းဘူမနီဘာမနီနဲ့ထပ်ပြီးတော့အာဆီယံခေါင်းဆောင်တွေကိုပြောတယ်ကြက်ဟမ်ငါတို့ဘက်ကယူချင်းပါမယ်အတူရောင်ရွေးကောက်ပွဲကိုအကုန်လုံးဝိုင်းဆက်ညင်ရမယ်ဒါဟာအတူရောင်ရွေးကောက်ပွဲကိုဝိုင်းဆက်ညင်ခိုင်းတယ်ဟာတင်ရောဗောအဲ့လားဆိုတော့ ဲငါတို့ကတော့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့ ASEAN ခွေးကလပ်ကိုတက်ဖို့ချောင်းနေတာကွာငါတို့ဘာဥမာဟမ်ဒါအောင်ငါတို့ကလည်းအဖိလော်ထားတာဘယ်ရမလဲဘာဖြစ်တယ်အဲကဘာခေါင်းဆောင်အလယ်မှာငါတို့နိုင်ငံခေါင်းဆောင်ကြီးဆိုပြီးတော့ကြွားထားတာအခုကျတော့ဘာဖြစ်ကောလဲခွေးဖြစ်တာဘောလို့ဟမ်ကျော်စိုးပြောနေပဲခွေးဖြစ်ကုန်ပြီကောင်လုံးဟမ်အကောင်လုံးခွေးတွေဖြစ်ကုန်ပြီဟုတ်လားကျော်စိုးပြောနေလေဟမ်မြင်းချံပလက်တိုက်ကဘာဖြစ်လဲခွေးလို့ပြေးတာတဲ့ဖုံတထောင်းထောင်းထားတယ်ဆိုတော့မိုးနေမကြီးတော့နော် အဲအခုလည်းငါတို့အဖကဘာဖြစ်ပြီလဲခွေးဖြစ်ပြီဟမ်စိတ်မကောင်းလိုက်တာလို့เนาะငါတို့အဖနဲ့အဖကိုအပေးဝင်ရတဲ့ဒူတွေအားလုံးကိုစားပြောပြတာပါကိုစီကဂျင်နာထက်တဲ့နှလုံးသားရှိပါတယ်เนาะတနာစရာတတော်ရတယ်ဆိုအဲ့လိုညှတာပေးတယ်ဒါကြောင့်မို့လို့အားနဲ့ဖိမပြောကြပါနဲ့လို့သူတို့တွေဝမ်းနေနေတဲ့အချိန်မှာအဲဒီတက်နယ်လေးနေပေးပါဘောเนาะဒီဘက်ကဟိုအမေတားတမီးများဆိုတဲ့အုပ်စုကိုလည်းပြောပြချင်တာခလေးတွေအားငယ်နေပါတယ်เนาะဟိုတားကြီးကြမ်းတမ်းတဲ့ဇကားတွေတားကြီးမပြောပါနဲ့သူတို့ခင်ဗျာ အားငယ်နေတဲ့အချိန်မှာဟုတ်တယ်မလားဘယ်ဘက်ကကြည့်ကြည့်ဗျာလက်ရှိစစ်ရေးနိုင်နေဆိုတာလေ TNNA data တစ်ခုထဲမှာကွက်ပြီးတော့ဟိုနေရာရလိုက်ဒီနေရာပြန်ရလိုက်တို့နယ်မြေစုံချုံထားတာကိုပြန်ရတာเนาะသူများနယ်မြေကိုတို့ကသွားသိမ်းတာမဟုတ်သူတို့နယ်မြေရန်တုလက်ထဲရောက်ထားတာအဲ့ဒါကိုပြန်ယူတာဒါကိုပြောလိုက်သေးတယ်ဟိုကြောင်တောင်ကြာသာသာသူ့သူခေါင်းဆောင်မင်းသားဆိုတဲ့ကောင်ကဘာဖြစ်လဲရခိုင်ကဒေသတွေအားတဲ့စစ်တပ်ကတက်တက်လှုပ်ပေးထားတာလေဘာမှ ဒေတာဟိုတန်ဖိုးမရှိလို့ပေါ့အဲ့တော့မတိတော့မေးတာစစ်ဌာနချုပ်ကြီးကတန်ဖိုးမရှိဘူးပေါ့အော်တန်ဖိုးမရှိဘဲနဲ့ဒါဆိုရင်စောက်ခေါင်းမရှိလို့စစ်ဌာနချုပ်တော့ဖွင့်တာပေါ့အဲ့လိုလားမတိပါဘူးအဲ့ဒီပိုင်ရဲကိုပြောတာပဲရခိုင်မှာတဲ့အဲ့ဒီမြို့နယ်၁၈မြို့နယ်မှာ၁၃မြို့နယ်ကိုစစ်ကောင်စီလက်လွတ်ထားတယ်နော်စစ်ဌာနချုပ်ကြီးအပါဝင်ပေါ့အဲ့ဒါတန်ဖိုးမရှိလို့လက်လွတ်တာတဲ့အဲ့ဒါဆိုရင်ကျွန်တော်တည်ကျင်တာကကျွန်တော်လည်းညံမမီလို့ပါနော်မေးကြည့်တာမေးကြည့်တာနော်အဲ့ဒီဦးဦးပိုင်ရဲကိုတို့ စေတနာကြုတ်ဒီတွားဖွင့်လာတာစောက်တော့မကြတဲ့နေရာမှာတမင်တက်တဲ့ဖင်ရားပြီးတွားဖွင့်လာတာပေါ့အဲ့ဒါဆိုဟုတ်လားတွေ့တော့ကြည့်ရကွာစတွေ့တော့ကြည့်ရเนาะအဲ့တော့ဒိုးနိုင်ငံမှာကလေဟိုပောက်ပန်း50ဗျံမတားအခုကျွန်တော်ညကြည့်နေတယ်ကျွန်တော်ဟိုကောင်ဘေးနားမှာလာထိုင်ကြည့်လို့ပါပတ်ရန်ကိုအမှအဲ YouTube မှာ live လွှင့်နေ သူ့ကိုဘေးရနေဥမာမြှောက်ပေးနေတဲ့ကောင်သူကအဟုတ်အောင်မင်းလို့ဘောတွေတက်ပြီဥမာပြောတာဘာလဲဒီစစ်ထဏာချုပ်ကြီးကိုတဲ့အာဒါအတုံးမလို့လို့လှုပ်ပေးထားတာတဲ့ဒါတွေကလက်ရှိဘလုံးပေးထားတဲ့နယ်မြေတွေကတခုမှဘောင်မဝင်ဘူးပေါ့နိုင်ငံအတွက်အရေးမပါလို့ပေးထားတာဟုတ်မတိလို့မေးပါဘူးစစ်ထဏာချုပ်ကြီးကအရေးမပါဘူးလားဟမ်တပ်မကြီးတွေဟမ်တပ်ရင်းတွေကအရေးမပါဘူးလားအရေးမပါပဲဘာဖြစ်လို့အဲ့တပ်မတွေတပ်ရင်းတွေတွတ်ဆောက်ထားတာဟမ်ဘာဖြစ်လို့တပ်မတွေတပ်ရင်းတွေတွတ်ချထားတာလဲဘာဖြစ်လို့စစ်ထဏာချုပ်ကြီးတွတ်ချထားတာလဲ အဲ့ဒါမှရှင်းနေရှုံးနေတာလေရှုံးနေလို့လေနိုင်နေအဲ့ဒါတွေဖြစ်เสียအကြောင်းမရှိဘူးဟုတ်တယ်မလားနိုင်နေတယ်ဆိုရင်လက်ရှိစစ်တပ်အာဏာသိမ်းတဲ့အချိန်မှာစစ်တပ်ရဲ့ဩဇာဘယ်လောက်ထိပြတ်နှံ့ဘယ်လောက်ထိတူအောင်နေမျိုးစိုးမိုးထားနိုင်အဲအဲ့ဒီအတိုင်းရှိနေမယ်ဆိုရင်ဒါတရေပဲရှိသေးတယ်နော်အဲ့ဒါတော့တရေပဲရှိသေးတယ်နော်အခုလက်ရှိစစ်တပ်ဟာဘယ်လောက်ဆွန့်လွတ်လာလဲဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ခုပြောချင်တာစစ်တပ်ကရှုံးနေတာမှန်တယ် အဲ့ဒီရှုံးနေတဲ့အရှုံးကိုကျွန်တော်တို့ဘက်ကလူတွေကလည်းပြည့်ရပြုလို့မရဘူး short ပတ်လို့မရဘူးဘာဖြစ်လို့သူတို့မှအခြေခံအဆောက်အအုံရှိတယ်စစ်တပ်ဟာ COC ကိုတကယ်ကောင်းတယ်အရှင်းမှမင်းတို့အမေအဲ့ဒါတော့မရင်းကျင့်လို့အမိတ်ပေးနေအောင်တက်ကိုမေကိုမရင်းကျင့်မဲ့စစ်သားတွေကိုမွေးထားတယ်နော်ကျွန်တော်တို့ PDF တွေတန်ရင်မှုတစ်ခုလို့ရင်အောက်ခြေ PDF ကပြောဖို့ဝင်မလဲဘူးနှုတ်ထွက်ဖို့ဝင်မလဲဘူးတက်ပြောင်းပြဖို့ဝင်မလဲဘူးနော်အဲတခုခုမှိုင်းဝင်ကြီးတဲ့ပြန်ပြောကန်ဒီဖို့ဝင်မလဲဘူး တော့ကိုယ့်ဘက်မှာကလားဘဒူးမှနည်းနည်းလေးမမှားဝါနဲ့မှားရင်စော်ကန်ထိမကောင်းကြီးပဲသူတို့ဘက်မှာတော့လားအပေါ်ကောင်တိုက်တဲ့လောက်မှာအခုမင်းအောင်လည်းဆိုရင်ဒါစာအာနာတိန်နဲ့ဥပဒေကိုဖောက်ဖျက်ပြီးတော့အာနာတိန်ကတာနော်ဥပဒေမဲ့အာနာတိန်နဲ့ဥပဒေမဲ့ယာဒူးတွေယူထားတယ်ဒါဟာနိုင်ငံတော်ကိုဖောက်ဖျက်တယ်တကယ့်နိုင်ငံတော်မှာပြစ်မှုအကြီးဆုံးဥပဒေနိုင်ငံတော်ပုံကံမှုကြီးကိုကျူးလွန်ထားတာပေရန်မဲ့ဒါမျိုးမှမဖြစ်နဲ့အမ်သူတို့စစ်တပ်ထဲမှာဟာ အာငါတို့တက်ချုပ်ကတော့ဟဲ့မင်းကငါတက်ချုပ်အဖြစ်ငါတို့လက်ခံတော့မပြအောင်မင်းကနိုင်ငံတော်ပုံကမှုကျွလွန်ထားတယ်မင်းအာဏာသိမ်းတာမညီမျှဘူးငါငါတို့ရဲ့စစ်ကောင်ငါတို့စစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်မင်းတို့လက်မခံဘူးလို့ပြန်ပြောမဲ့စစ်သားမရှိဘူးဒါပေမဲ့တော်နိုင်ပဲအချမ်းမှာကလားအဲအဲ့လောက်ဥပဒေမဲ့လှုပ်လှုပ်ဖို့မပြောနဲ့နန်းနန်းလေးလှုပ်ရက်မှားသွားတယ်လွဲသွားတယ်ဆိုရင်တော့အောက်ကစော်မဲ့လူတပုံကြီးနော်ဒီတော်နိုင်အပေါ်အတိုင်းဝဲမှာတော်လန်ပြည်သူကြားမှာရောဘုရင်ကတော်လန်ထောက်ဖို့ကြားမှာရောအားတယောက်နဲ့တယောက်စော်ဖို့ဟာအချိန်မျိုးရှိတယ်နော် ဘာမှမဖြစ်ကောင်းကောင်းနဲ့ထဆောင်ရင်စောတယ်နော်ဘူမတိဘမတိစောကန်ထိရတယ်ကျွန်တော်တို့ဆိုကော့ပြန်ညာနေတာပဲဟမ်တခါညိုင်တွေးတယ်ဩငါတို့တွေရန်တူလောက်တော့မှငါတို့တွေတန်ဖို့မရှိပါလားရန်တူလောက်တော့မှစီးလုံးမှုကိုမတီးဆောင်နိုင်ပါလားရန်တူလောက်တော့မှဇွဲမကောင်းပါလားဘာဖြစ်လို့လဲဒုဘကနိုင်နေတာလीစစ်တပ်ဘက်ကရှုံးနေတာဒါပနစ်ချီတရားဒါမဲ့ရှုံးနေတဲ့ကောင်တွေညင်းညူးနေတဲ့အချင်းချင်းစိတ်ဝမ်းပွဲနေတဲ့တယောက်ကိုတယောက်အပြစ်ပုံချနေတယ်မြင်ဘူးကြလားသူတို့အထဲမှာရှိရင်ရှိနေမှာပေါ့ ်အပြင်မှာ public ကိုထွက်လာတာမြင်မှုကြတယ်မမြင်ဘူးနော်ဒါပေမဲ့သူတို့ရှုံးနေတာဟာနိုင်နေတာတို့နိုင်တဲ့လူတွေကဘာဖြစ်အားတယောက်နဲ့တယောက်ပြဿနာမျိုးစုံတက်တယ်ဟမ်သူ့ကိုငါမနာလို့ငါ့ကိုသူမနာလို့အားပြောင်းတက်နေကြတယ်စဉ်းစားကြည့်အဲ့တော့လေကျွန်တော်တို့ဟာရန်သူလောက်တောင်စီးလုံးညီညွတ်မှုကိုမတည်ဆောက်နိုင်ဘူးရှင်းရှင်းလေးနော်အဲ့တော့ကျွန်တော်ကျွန်တော်တို့တွေကဒါတွေကိုတိတိရမယ်အချိန်မရှိတော့ကျွန်တော်တို့မှာဒီကာလတွေကတကယ်ဟိုဘောလုံးပွဲရကြည့်မယ်ဆိုရင်အင်မတန်ကိုအရေးကြီးတဲ့ကာလဖြစ်နေတယ် အင်မတန်အရေးကြီးတဲ့ကာလဖြစ်နေပြီ semi final ပုံစံမျိုးရှုံးထွက်ပုံစံမျိုးဟုတ်တယ်နော် semi final မှာဘာဖြစ်လဲရှုံးရင်ထွက်ကြတာပဲနိုင်အောင်ကမ်းမယ်ရှုံးရင်သွားပြီးဘွားပြက်ပြီးအဲ့ဒီပွဲနဲ့မင်းနဲ့ဘာမှမတက်ဆိုင်ကြဘူးအဲ့တော့လက်ရှိကျွန်တော်တော်နိုင်ရေးရတယ်အဲ့ဒီတိုင်းပဲဒီအာနာယူတွေနိုင်ဝါလို့မဖြစ်ဘူးနိုင်ဝါလို့ကိုရှုံးမှအတွက်မဟုတ်ဘူးနော်ဒီနိုင်ငံပြက်ဖို့ပဲရှိတော့တယ်မယုံမရှိပါနဲ့မင်းအောင်နိုင်တာဆက်အုပ်ချုပ်ဝါကြီးဒီတိုင်းပြည်နိုင်ကြပြက်စည်းဖို့ပဲရှိတော့တယ်အခုတောင်မှလက်ရှိအာဆီယံမှာအနိုင်ဆုံးတိုင်းပြည်ပဲတိုင်းပြည် အာရှတိုင်းမှာအနိုင်ဆုံးတိုင်းပြည်ပဲတိုင်းပြည်ကဘာမှာအနိုင်ဆုံးတိုင်းပြည်တဲမှာမြန်မာစီရင်ပါလားမပါဘူးလားစဉ်းစားကြည့်လေအဲ့ဒါအခြေပဲအဲ့တော့ကျွန်တော်တို့တွေကနိုင်ငံရေးဆိုတာလူတိုင်းနဲ့ဆိုင်ပါတယ်လုံလောဆယ်ကိုယ့်ဘက်အချမ်းမှာအချင်းချင်းနေမဖြစ်ကြပါနဲ့ဘလောက်ပဲစောင့်နေကပ်ပါစေတတ်ချင်လောက်အောင်ယုံနေပါစေသူဒီတော်လန်ရေးကိုအကျိုးပြုတ်နေတဲ့ဆိုရင်ခဏလေးဒီကာလမှာစောက်ပေးပါဖြစ်နိုင်မယ်ဆိုရင်သူ့ရဲ့လုံခြုံရေးတောင်ပြန်ကာဝယ်ပေးပါအဲ့ဒါတော်လန်ရေးဓမ္မတိုင်းထားရမယ်စိတ်သက်ပဲ ်အစ်တော်လိုင်းပြီးွားပြီလားအမပါဆွဲပြီးအဲ့ဆောက်ကဆွဲပြီးတော့ထိုးထိုးကြိုက်တယ်လို့လောက်ကွာကြိုက်တယ်လို့ချအမဒါပေမဲ့တော်လိုင်းမပြီးခင်ကာလမှာတော့ကို့ချင်းချင်းဆိုတဲ့အရာချင်းမဲ့တော်လိုင်းမှာရက်တည်နေတဲ့ဒူတိုင်းကတော်လိုင်းရုပ်လုံနေတဲ့ဒူတိုင်းကိုဘလောက်ပဲလုံလုံလေးစားရမယ်တန်ဖိုးထားရမယ်ဝင်းရံပေးရမယ်ကာွယ်ပေးရမယ်ဒါလူတိုင်းစောက်ထင်းရမယ်လုံရက်အဲရန်သူနဲ့ရန်သူဘက်အချမ်းဆိုရင်စော်ပြစ်တော့တယောက်ကဆိုရင်အနောက်ကဝိုင်းအပ်ပေးဝိုင်းအုပ်လိုက်ကျင်းလိုက်ထည့်ပေး ဒါပေမဲ့တခုရှိတာကိုယ့်ဘက်ကအမှန်ဖြစ်ဖို့လိုတယ်။ရန်သူကရုံမာတဲ့ရန်သူဖြစ်နေတဲ့ကိုယ့်ဘက်ကသူတို့သတင်းလိမ်တယ်လို့ကိုယ်သတင်းလိမ်တယ်အကြောင်းမရှိဘူး။နော်။သူတို့မဟုတ်ဟုတ်ကဝါဒဖြန့်တယ်လို့ကိုယ်ဝါဒဖြန့်တယ်မဟုတ်တာကိုဝါဒဖြန့်တယ်အကြောင်းမရှိဘူး။အမှန်ကိုအမှန်တိုင်းပြည်သူတိအောင်လုပ်ကြမယ်။သူတို့တွေမဟုတ်တာပြောတာကိုမဟုတ်ဘူးဆိုတာကိုလည်းပြည်သူတိအောင်ပြန်လုပ်ပြမယ်။နော်။ကျွန်တော်တော့အဲ့ဒီခံယူချက်ပဲခံယူထားတယ်။ကျွန်တော်ကိုယ့်ဘက်အချင်းချင်းလူဘယ်တော့မှမပြောဘူး။အတက်နိုင်ဆုံးရှောင်တယ်။ဘလို့မှရှောင်လို့မရဘူးဆိုရင်ထိတ်ကြိုက်တွေ့ပြီးတော့စော်ပလိုက်တယ်။နော်။တော့ကိုမိုင်းလည်းကိုခံမယ်။ အဲ့ဒီစိတ်ကိုကျွန်တော်ထားတယ်ဒါကြောင့်မလို့တော်နိုင်ရေးဟာဘလောက်အားရဖို့ကောင်းလဲကြည့်ပါနိုင်ငံတကာအခင်းချင်းရောပြည်တွင်းအခင်းချင်းရောနော်စဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့တွေဝိုင်းစူးစမ်းပေးကြပါနော်တော်လှန်ရေးကိုကြားတယ်ဆိုတဲ့တစ်ခုတည်းနဲ့အပြစ်ပြောမယ်ဆိုရင်ဘာဖြစ်လို့မင်းတို့အဆအောင်ကပါခဲ့သေးလဲဟုတ်တယ်မလားကြာကြာမကြာကြာအဲ့ဒါဒိုးအလုံးမဟုတ်ဘူးဒိုးအလုံးကပါတယ်နိုင်အောင်လုံးကမှဒိုးအလုံးကျွန်တော်တို့အိတ်စိတ်တက်ပတ်ထားတယ်အပြီးကျင်တာပေါ့ဗျာကျွန်တော်ငားလာဆိုပြီးလာလာတော်လှန်ရေးကိုနော် ငါးလတော့မကြဘူးဆိုပြီးပါခဲ့တာဘယ်တလောက်ကြမှာဆိုအဝေးကိုစီပါဖို့တပွင့်ရင်းပြောတော့ဝန်ခံတယ်နော်ဒါကြောင့်မလို့ကျွန်တော်ကိုမချီးမွမ်းနဲ့ပွင့်ပွင့်လင်းလင်းပြောတာဒါပေမဲ့ကျွန်တော်လုပ်နေတဲ့ကာလပတ်လုံးကတော့တော်လှန်ရေးပေါ်မှာကိုကျိုးစီးပွားဘယ်တော့မှကျွန်တော်မရှာဘူးကျွန်တော်အာမခံရတယ်ချထားရင်လည်းလာခဲ့ပါနော်ဒါကြောင့်မလို့အခြားသောညီကောင်မောင်တို့ရဲ့အားလုံးကိုလည်းပြောချင်တဲ့ကဝိုင်းကြိုးစားပါအခုဆိုရင်ကြည့်ပါဖြစ်နေတဲ့ဘဝတွေကြည့်ပြသူတို့ဘက်မှာကိုဆိုရင်တွားပြီအဲ့လောက်အရှုံးတွေရင်ဆိုင်နေရတယ်ဟမ် အခုကိုမချမ်းလူတွေတကယ်ဘလောက်အားရဖို့ကောင်းလဲဒါဝိုင်းကြိုးစားမှာဟုတ်တယ်မလားအဲ့တော့အားလုံးအတူတူဝိုင်းကြိုးစားပါလောလောဆယ်တော့ကြားဖြတ်နေရတော့မြောက်ပတိမှာအဲပဲခိုကန်းတွေဟိုတယ်တွေပြည့်တဲ့ပြည်ဒီချောင်းထဲခုံချတဲ့ကောင်ကခုံချနေပြီအဲ့တော့ဒါတွေအားလုံးကကြည့်ပါသူတို့မဖမ်းချင်လို့ဘဖမ်းချင်အကုန်လုံးဆွဲဖမ်းပလိုက်ရတဲ့ဟာအေးဟုတ်တယ်မလားရှင်းရှင်းလေးအဲ့တော့အဲအဲ့ဒီရွှေတမင်ဘရထွက်မင်းကြီးတားထွက်အခုကရွှေတမင်ထွက်တာမဟုတ်ကြားပြန့်ဘဲရထွက်မင်းအောင်နိုင်စောက်ခေါင်းတွေကထွက်ပဲเนาะအဲ့တော့ ဘိုလ်ချစ်သူဆိုတာအယောင်ပြလောက်ပဲရှိတယ်အဲ့ဒီမင်းအောင်နိုင်လို့မပါလို့အဲ့ဒီကြားထန်လုံလို့မရပါဘူးရှင်းရှင်းလေးခလေးမေမေခွေးမေမေအကောင်လုံးတိပါတယ်